now. If I'm not feeling any less sour, I promise myself to treat myself and visit a nearby tower. And climbing to the top will throw myself off in an effort to make clear to whoever what it's like when you're shattered, left standing in the lurch at a church where people say. my God, that's tough. She stood him up. No point in us remaining. We may as well go on. Cause I did all. ယူဟာခီးသွဲခါကြရင်နေရာအစ်စံလေးတွေ ပြီးတော့ရုပ်ရှင်တွေရလို့နေရာလေးတွေကတ်တူးကားတွေရလို့နေရာမျိုးလေးတွေကိုသွားရသဘောကျပါတယ်။ယူခုရောက်နေရတော့ Fairy Land မှာပေါ့နော်။ဒါကတော့ base camp မှာအအရန်ကို dreamy ဖြစ်တဲ့နေရာလေးလို့ပြောလို့ရတယ်။နေရာအနှံ့မှာလည်း Fairy တွေရှိရပေါ့နော်။နှစ်သမီးရုပ်ထုတွေရှိရတကယ့်ကို Fairy Land ဆိုတဲ့အတိုင်းပဲယူရတီရုပ်ထုတွေကိုလည်းသဘောကျတယ်။ aesthetic ဖြစ်လို့ပေါ့နော်။ဒါကတော့ camp site ပိုင်ရှင်မှာအပေါ်မှာတကောင်ရှိသေးတယ်ပြောတယ်။အရန်ဖော်ရတဲ့ ောက်မှလာသမျှလူကိုဂျုံဆုံနေရပါတော့။ပြီးတော့အခု check in လုပ်တာပါ check in လုပ်ပြီးတော့မကြာခင်မှာအပေါ်က camp site ကိုတက်မှာပေါ့နော်။တောင်ပေါ်က camp site ကို camp တောင်ပေါ်ကတော့အရင်မမြင်ဘူး။အောက်မှာတော့ရဲတိုက်လိုမျိုးသူတို့ဒီ cafe လုပ်ထားတယ်ပေါ့နော်။တော်တော်လေးဟုတ်လား။ ကျူကိုတောင်ပေါ်ကန်းဆိုင်မသွားဘဲနဲ့အောက်မှာပဲလာလဲမယ်ဆိုရင်ကဖေးရှိမယ်ဒီလိုဖယ်ရီရုပ်တည်ရှိမယ်ရေကန်ရှိမယ်ဗျူပိုင်လိုနေရာမျိုးလေးရှိမယ်ပေါ့နော်ဒီမှာတပ်ပုံပတ်ရိုက်လို့ရတယ်ဝင်ကြီးကတော့9000ပေးရတယ်လို့ပြောတယ်အဲယူကတော့ဖယ်ရီလန်ရောက်ပြီဆိုမှတော့အပေါ်ကန်းဆိုင်ကိုပဲတက်စီချင်တယ်ပေါ့နော်အဲပို့ပြီးလဲလှတယ်ပို့ပြီးလဲမိုက်တယ်ပေါ့နော်ပို့ပြီးလဲတန်တယ်လို့ခန်စားရတယ်အဲတော့ဖယ်ရီလန်လာပြီဆိုရင်အပေါ်ကတောင်ပေါ်ကန်းဆိုင်ကိုပဲရအောင်သွားပါလို့အဲ ူကတော့အခုဒီသူတို့ဒီ ferry ရှိတယ်ပေါ့နော်အပေါ်ကို ferry နဲ့တက်လို့ရတယ်သူတို့အချိန်လေးနဲ့သူတို့ပေါ့နော်အခု ferry မတော်မတက်ခင်မှာ UD အောက်မှာပတ်ပြီးတော့ဓာတ်ပုံလေးပတ်ရိုက်နေရပါအာဒီအောက်ရှူခင်းကလည်းတော်တော်လှတယ်တော်တော်လေးကိုမြင်ကွင်းရှင်းပြီးတော့ဓာတ်ပုံရိုက်လို့တော်တော်လှရတယ်မှာပါပါတယ် ဒါတော့ယူရိုတောင်ပေါ်ကိုဖယ်ရီနဲ့တက်ရမယ်ဖယ်ရီကားလေးပေါ့နော်ကားကလည်းတသိရရပဲပြီးတော့တောင်ကအရင်မမြင်ဘူး tracking လျှောက်ပြီးတက်လို့လည်းရတယ်ဒါပေမဲ့ယူရိုကအထုပ်တွေလည်းအကုန်အပေါ်တဲမှာဆိုတော့လေအာဖယ်ရီနဲ့ပဲတက်လိုက်တယ်ပေါ့နော် tracking တော့မလျှောက်တော့ဘူးပြီးတော့အပေါ်မှာလည်းလျှောက်သွားရအောင်မှာဆိုတော့လမ်းကတော့မြင်တဲ့အတိုင်းပဲကိုကားနဲ့ကိုတော့လုံးဝတက်လို့မရပါဘူးသူတို့ကားနဲ့ပဲတက်လို့ရပါတယ်ပြီးတော့ private တက်ချင်တဲ့ဆိုရင်အဲတက်စီကို၄ယောက်စီးလို့ရတယ်တက်တောင် ခွဲနဲ့တက်လို့ရရဲပေါ့နော် UO ကတော့ free ရတယ်ဟာလီနဲ့ပဲတက်လိုက်ပါတယ်ကဲရောက်ပါပြီ ferry land ဆိုတဲ့အတိုင်းပဲနေရာတိုင်းမှာတော့ဒီ ferry ရုပ်တရားအများကြီးရှိပါတယ်ဒါကတော့ UO ရဲ့ campsite အခြေအနေပါ UO တန်လေးကိုရှာပြီးတော့ဒီအဝတ်အစား luggage တွေထည့်တယ်ပြင်ဆင်ရရှိတာပြင်ဆင်ပါတယ် တို့မှာဆုံးနှစ်ခုရှိပြီးရောယူရိုအခုနေတဲ့ဆုံးကဆမ်မစ်ဆုံးပေါ့နော်တန်ကတော့ S11 မှာဒီဘက်ထောင်းလေးနည်းနည်းရောက်ပါတယ်အဲယူရိုအခုနေတာကဒီဂုံလေးပေါ်တက်ရတယ်ပေါ့နော်သူကတစ်နှစ်မှာတစ်ခါလားပဲမသိဘူးဖွင့်နေပြောတယ်အတစ်နှစ်မှာတစ်ခါဆိုတာခဏပဲဒီဆမ်မစ်ဆုံးကဖွင့်တာပေါ့နော်ဟိုဘက် explode ဆုံးကတော့အမြဲဖွင့်နေဆိုပြီးတော့ပြောရတော့ရှိတယ်ယူရိုကဒါဆမ်မစ်ဆုံးရောက်နေတာပါဒါကတော့ဒီဘက် explode ဆုံးရှိတဲ့ဘက်အချမ်းပေါ့နော်ဟိုဘက်မှာလမ်းနေနေရတာ လူလူဆမ်းမြင့်ဆုံးဒီဟာကညဘက်ဒီအမီးပုံပွဲလုပ်တယ်ပြီးတော့အန်ပလက်ရှိတယ်တရောထိုးမယ်ပေါ့နော်ဒါကတော့ယူခုနပြောတဲ့ explore ဆုံးမှာဒီဟာကဒီ family တွေလာလို့တင့်တော်တယ်ခလေးတွေပါရှင်ရလဲအဆင်ပြေတယ်ဒီဘက်လေးကအလိုမျက်ခင်းလေးတွေနဲ့အပင်အုပ်အုပ်ဆန်းဆန်းလေးရှိတယ်ပေါ့နော်အာတောင်ကုန်းတွေပါမတက်ရအောင်ယူရိုဘက်ကကျတော့တောင်ကုန်းတွေပါတက်ရတယ် အဲ့လိုမျိုးလေးတော့ခွဲထားရပေါ့နော်အဲ့တော့ခလေးပိုင်ဒီဘက် explore ဆိုလိုပဲယူဖို့ recommend ပေးပါတယ်ဒါကတော့ညစာစားတဲ့နေရာလေးရိုက်ပြထားပါပေါ့နော်အဲဒါယူပြောတဲ့ explore ဆိုပေါ့နော်ယူဆိုမဟုတ်ဘူးဒီနေရာလေးလေးလှတယ်ဒီဘက်နေရာကျတော့သူဒီ information counter နဲ့နေရဲအာသွင်းကျူပါညာပေါ့နော်အာသွင်းလို့အကုန်ရတယ်ဒီအစားတောက်မှလို့လွယ်ကူတယ်ပေါ့နော်ဒီဘက်ဆောင်ကတော့အဲ့လိုလေးပါ ဒါကတော့ယူရိုဘတ်ချန်မှာသူတို့ဘက်ကကျတော့တောင်ကုန်းပေါ်လီမှာဆိုတော့ဂျူလီယာတော့ပိုလှတယ်လို့ပဲပေါ့နော် အဲတက်နေလေအများကြီးပဲလာတဲ့လူတွေလည်းအများကြီးပဲပေါ့နော်ပျော်စရာကြီးဒီပေါ်ရောက်ရင်လေအေးဝါလေရလေလေအရန်နေဖို့ကောင်းတာလေဖြည်းဖြည်းလေးတိုက်ပြီးရောလေတော်တော်လေးကိုနေဖို့ကောင်းတာယူတော့အရန်သဘောကျတယ်ကလောရောက်ပြီဆိုရင်တော့ဒီတိုင်းရှောက်လေတာထပ်ဆိုင်ရင်ဒီလိုမျိုးကမ်ပင်းထွက်တာကပို့ပြီးတော့ပျော်စရာကောင်းတယ်ပေါ့နော်အဲတငယ်ချင်းတွေလည်းဆိုလေပျော်စရာကြီးပဲနေမှာယူတော့နှစ်ယောက်တည်းအေးအေးဆေးဆေးလာတာပါ သဘောရိုင်းမဲ့လူရဲ့အတွက်လည်း Instagram Spot တွေအများကြီးရှိတယ်ပြီးတော့ဒီလိုဒန်းလေးနဲ့လည်းတဘောရိုက်လို့လှပါတယ် view လေးရလည်းလှရဲဆိုတော့လေဘယ်နားကြိုက်ရိုက်ကိုတဘောရိုက်လို့လှနေရအဲ့တော့ fairy လမ်းလာမယ်ဆိုရင် fashion ကျွေးဖို့မမေ့ပါနဲ့ယူတော့ခဏနေအင်ကြီးလဲတော့မှာပါသာတော့ယူအတန်းအနေနဲ့မြင်နေမြင်ခွင်းပါအရင်အရင်အရင်လှပါတယ်နေဝင်ချင်းလေးရောက်တော့မှာပါယူကတော့အင်ကြီးလေးပြီးပြီးတက်ပုံပိုက်ရိုက်ပါတော့မယ် ယူရိုဓာတ်ပုံပတ်ရိုက်ပြီး6ခွဲလောက်ကြာတော့ယူရိုဒီမိပုံပွဲရှိရနောက်လာပါတယ်ဒီမှာမြင်းလေးရတယ်အလှပြထားတယ်မြင်းဖြူလေးပေါ့နော်မီဝမ်လေးနဲ့တော်တော်လေးကိုလှတာသူအရင်လမ်းကိုအဲ့လိုမျိုးပိုက်ရှာအောင်နေရတညာလုံးအတညာလုံးဆိုယူရိုဒီအမ်ပလက်ရှိတဲ့ပြီးရဲ့အထီပေါ့နော်သူအဲ့လိုမျိုးအလှပြနေရ EU explode ဆုံးဘက်ညာဘက်ခြင်းလေးရိုက်ပြထားတာပါ Euro ကတော့တောင်ပေါ်မှာပေါ့နော်ဒီဘက်မှာကြတော့ဒီဒီသူတို့ရဲ့ counter နဲ့လည်းညီတော့အဆက်ဆက်ရရအဆင်ပြေတယ်။ Euro လာတော့ကအဲ့ဒီခလေးလေးခေါ်တာလည်းတွေ့တယ်။ အဲ AC ဘဲပေါ့နော်တယောက်တည်းဆိုပြီးတော့လဲကြောက်ရှာမလို့သူတို့မှာဘားကောင်တာလည်းရှိတယ်ကော်တီရီကတော့8000တန်းဒီဘားဖေးဝင်းကျင်ပါအခုတရောထိုးတဲ့အစီအစဉ်လဲစနေပြီဆိုတော့ယူရိုမှားထားရလေးကြီးရောက်ပြီလားမသိဘူးတက်ကြည့်လိုက်မယ်ယူရိုကတော့အဲနည်းနည်းမှားထားရပေါ့နော်ဒီကြဆန်ကျော်နဲ့တစ်ဖက်တော့မှားထားတယ်ဂျန်နေဟာတော့ကလုံးကယူလာတဲ့အမီးနဲ့အာအရင်ငယ်ငယ်တောက်ပါမယ်ပြီးရင်တော့အမ်ပလန်နားထောင်မယ်ပေါ့နော် တရောထိုးရဲ့အစီအစဉ်ပြည်ရင်တော့ Euro and Black လာမှာပါအခုဆိုရင်တော့မနက်9:00ခွဲပါပြီ။တင်ပင်လေးလေးထွက်နေပြီဆိုတော့ယူရော တင်ပင်လေးကြည့်ကြည့်ရအောင်အားလုံးတူတူကြည့်မယ်နော်ယူဒီမှာ voice over မထည့်တော့ဘူး ချမ်းမှာယူတန်းပတ်မှာတော့တိမ်ပင်နေမထွက်ဘူးဟိုဘက်ချမ်းလေးမှာထွက်တယ်ဆိုတော့ဟိုဘက်ချမ်းလေးသွားကြည့်ကြည့်ရပါတော့ပြီးတော့ယူတော့တိမ်ပင်လေးကြည့်တယ်ဓပုံလေးပတ်ရိုက်ပါတယ်ပုံမှန်ဆိုယူက morning person မဟုတ်ဘူးပေါ့နော်မနက်ခင်လုံးဝမထအောင်ဒါပေမဲ့ ferry land မှာတော့မနက်ခင်ထကိုထရပါမယ်ဘာလို့လဲဆိုတော့ဒီ view ကိုကြည့်ရမှာလေနော် နနက်ခင်းနေအောင်ချီနွန်းနွေးလေးမှာတိမ်နေနဲ့ပြီးရင်ခဏနေချင်ရယ် breakfast စားပါတော့မယ် breakfast ကတော့သမင်းကျော်ရယ်စတားဟင်းရယ်အာချဥရယ် coffee ရယ်ပါတယ်ပေါ့နော်ဒီလိုနေအောင်ချီနွန်းနွေးအေးအေးလေးမှာစားတဲ့ feeling လေးရလေးတမျိုးမိုက်တယ်ကျွားတော့ fail လဲကန့်ဆိုင်လေးမှာပျော်စရာအတီးနဲ့ဖြတ်တန်းခဲ့ပြီးပါပြီ နောက်ထပ်ကလောမှာတရက်ထက်နေအောင်မှာပေါ့နော်အဲ့တော့ failan ကြောင့်သိချင်တာလေးရှိရဆိုရင်လည်းယူကို comment မှာ make ခဲ့လို့ရပါတယ်အားလုံးပဲတက်တာနောက် vlog တွေမှာပြန်တွေ့ပါမယ်